အားလုံးမင်္ဂလာပါကျွန်တော်တို့ football live ရဲ့ season ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်ဗောနော်အဲ့တော့ဒါယင်နာနာနဲ့ပဲပြောရမယ်စကားလုံးတစ်ခုဒါပေမဲ့ဒီကိစ္စကတော့ယင်နာနာနဲ့ပြောရပါမယ်တကယ်တမ်းပြန်စဉ်းစားကြည့်မယ်ဆိုရင်တော့ဟိုပုံမွေလေးလေးပြောရမယ်ဆိုတော့ဒါဖြစ်တဲ့ကိစ္စတွေတခုလို့ကျွန်တော်နည်းမြင်ပြီးရတယ်မှာပါအဲ့တော့ကြာကျွန်တော်ပြောရမှာဗောနော်ဒါဘောဒုံးသမားတွေမှာရည်ရတယ်ဗျကျွန်တော်နဲ့တွဲရိုက်ပြီးရင်ဒါဒီကစားသမားရဲ့နှစ်နှစ်အတွင်းသူတို့ရဲ့ကလပ်တွေကထွက်သွားရတဲ့ ထုံစံရှိတယ်နှစ်နှစ်အတွင်းတော့ရည်ရပေါ့တော့ကျွန်တော်မှာဒါကျွန်တော်တို့ကျွန်တော်အသိမဟုတ်ဘူးဒါသူများအသိကကစားသမားမမဲ့ရဒေါဂလက်စ်လူးဝစ်နဲ့ဓာတ်ပုံရိုက်လိုက်တဲ့အချိန်မှာချက်ချင်းဆိုနှစ်နှစ်အတွင်းထွက်သွားရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ရိုက်တဲ့ကစားသမားမှန်သမျှအကုန်လုံးနီးနီးထူးထူးဆန်းဆန်းပြနီးပြအခုလက်ရှိမှာနီးပြပါအပါဝင်ပေါ့နော်ဒါကျွန်တော်ဓာတ်ပုံရေကျွန်တော်ဓာတ်ပုံတွဲရတဲ့ဒီမှန်များတို့ကလပ်အသိကနေပြီးနှစ်နှစ်ဒါအများဆုံးဒါနှစ်နှစ်ခွဲအတွင်းဒါအသိကနေတရားဝင်ထွက်သွားခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့ ကိုပဲဒါကန့်ကောင်းနေတာလားကိုပဲဆောင်ရမ်းထူးခြားနေတာလားတော့မသိဘူးဘောနောက်ခါကျရင်ဒါကစားသမားတယောက်အသင်းကထွက်သွားစီချင်းကျွန်တော်တပုံရဲဆိုပြီးတော့ Chelsea ပြည်သက်တွေကျွန်တော် Robert Sanchez နဲ့ဝိုင်းပြီးတပုံရဲခိုင်းတာတို့ United fan တွေ Sanchez United ကဒါကျွန်တော်တို့နှစ်နှစ်တောင်မလို့ဘောက် Sanchez ကထွက်တော့မှာတော့အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ကစားသမားထွက်တဲ့အကြောင်းနဲ့ပြောရမယ်ဆိုဆွန်ဟောင်းမင်းဘောနောအဲ့တော့လက်ရှိမှာဒါတရင်းနေကြားပုံရဆိုတော့ဆွန်ဟောင်းမင်းက Sporting ကနေပြီးတော့ဒီနှစ်မှာထွက်ခွာသွားဖို့ရှိတဲ့အကြောင်းတဖြည်းဖြည်းနဲ့ တည်င်းတွေကဒါကျွန်တော် solid ဖြစ်လာခဲ့ဖြစ်တယ်ပထမကဒါကျွန်တော်ထုံးဝနိုင်တာကောလာဟာလာဆန်ဆန်တည်င်းဒီဟူလူလူဒီလူလူတည်င်းဒီကဒါကြားထဲမှာပြန့်နှံ့နေခဲ့ပြီမဲ့တကယ်တမ်းဒီတည်င်းကဟုတ်ရောဟုတ်ရဲ့လားဆိုတဲ့တည်င်းအဲ့တော့ကျွန်တော်နေဒီနေ့မှာကျွန်တော် transfer ပေးချင်တာကတော်တန်ဟော့စပါတင်းနဲ့ခုလက်ရှိမှာဒါကျွန်တော်ဆွန်ဟောင်မင်ကိုသာဈေးကောင်းရမယ်ဆိုရင်တို့အနေနဲ့နားထောင်သွားမှာဖြစ်တယ်လို့ကျွန်တော်နေကြားသိရတယ်မှာပါတယ်အဲ့တော့ဒီအပြောင်းအလဲမှာကျွန်တော်ဒါအရင်တုန်းကဒါလုံငယ်တစ်နှစ်လောက်ဆိုကျွန်တော်တော်လေးကိုဒေါသထွက်မိမှာဖြစ်ပြီမဲ့အခုလက်ရှိချိန်မှာကျွန်တော်အနေနဲ့ဘာမှဒေါသမထွက်မိဘူးလို့ကျွန်တော်နေညင်တယ်ဘာလို့ ဆိုဟောမီနီနဲ့အခုလက်ရှိချိန်မှာဒါကျွန်တော်တို့တော်တန်ဟော့စပယ်အသင်းကနေပြီးတော့တရားဝင်ထွက်ခွာမယ်ဆိုရင်တော့မှာ ကျွန်တော်အနေနဲ့ကျွန်တော်ဟာလက်ခံပေးလို့ရတယ်။ဘာကြောင့်လဲဆိုတော့ तू ဟာအမြင့်ဆုံးချိန်မှာထွက်ခွာသွားခဲ့တာဖြစ်တယ်။ဒါကျွန်တော်တို့စပါသင်းရဲ့ဒါကျွန်တော်တို့ဒါ16နှစ်ကြာဒါကျွန်တော်ဖလားမူးကောင်မူဒါကျွန်တော်50နှစ်ကြာဒါဥရောပဖလားမူးကောင်မူကိုရက်တန့်ပြီးနိုင်ခဲ့တဲ့ပထမဦးဆုံးအာရှဒါကပတိန်တယောက်အနေနဲ့အမြင့်ဆုံးချိန်မှာအသင်းကနေပြီးတော့ဒါကျွန်တော်အနိုင်နဲ့ပိုင်ပြီးထွက်သွားကျွန်တော်အနေနဲ့ဘာမှစိတ်ဆိုးစရာမရှိဘူး။ဒါပေမဲ့ကျွန်တော်ဒီနေ့မှာဆောဟောင်းမင်းကိုတကယ်တမ်းကျွန်တော်ဒါ Levi ကိုလက်ကလေးပြပြီးကျွန်တော်ထွက်သွားစေချင်တယ်။ဘယ်လိုမျိုးလဲ။ထွက်မယ်ဆိုရင်ဒါကျွန်တော်တို့လက်ရှိမှာ Levi စီစဉ်ထားတဲ့တောင်ကိုရီးယားမှာကံမဲ့ဒါဘိုင်ယန်မြူးနစ်နဲ့ပွဲတွေ ဒါဟောင်ကောင်မှာကံမဲ့ဒါကျွန်တော်တို့လက်ရှိဒါအာစနယ်နဲ့ဘွေးဒီဒီဘွေးတွေမတိုင်ခင်မှာဒါပြောချင်တာရှင်းရှင်းလေးအာရှမှာဆွန်ဟောင်မင်းကိုဗန်းပြပြီးတော့စပါကလှုပ်ရှားနေတာအထူးသဖြင့်တောင်ကိုရီးယားအဲ့တော့တောင်ကိုရီးယားမသွားတောင်ကိုရီးယားနဲ့ဒါကျွန်တော်တို့အဲဘိုင်ယန်မြူးနစ်နဲ့ဘွေးမသွားခင်မှာဆွန်ဟောင်မင်းကိုကျွန်တော်တခါတဲ့အသိန်းကထွက်သွားစေဘာလို့အဲ့ကဒုံးကိုလက်ကလေးပြပြီ။ Okay ပါကော့ဆိုပြီးထွက်သွားစေချင်တယ်ပဲ။အဲ့တော့ခုနကသေချာခုနကစဉ်းစားကြည့်ဆွန်ဟောင်မင်းမပါဘဲနဲ့တော်တန်ဟော့စပါတင်ဒါမြောက်ကိုရီးယားဟုတ်မြောက် တောင်ကိုရီးယားကိုသာလာခဲ့မယ်ဆိုရင်ဘယ်သူမှတောင်းတာဘုနာဘိုင်မြူနစ်ကြောက်တာလာကြည့်မှာဖြစ်မယ်ကျွန်တော်သူ့ပြကျင်တာဗျာသိတာ ပြကျင်တာအဲ့တော့ခုနကကျွန်တော်ကမနိုင်ပါဘူးဆောင်းဟောင်းမျိုးကျွန်တော်ထွက်သွားပါတော့လက်ရှိမှာဆောင်းဟောင်းမျိုးနဲ့ထွက်သွားမယ်အသေးလေးမျိုးမြဲရပါတော့စာရုပ်တန်တစ်နှစ်ကိုစပါဘက်ကစာရုပ်တန်တူထားတာဟုစပါဘက်ကတစ်နှစ်ကြံသေးတယ်ကစားသမားတယောက်ဖြစ်တဲ့အတွက်ကြောင့်မို့အကယ်၍တစ်ဖက်ကတော့ကျွန်တော်တို့ sorry ဘက်ကပေါင်တန်း90လောက်ပေးတယ်ဆိုရင်တော့ဒါဟာအမြတ်ပဲဆောင်းဟောင်းမင်းနဲ့ခုလက်ရှိမှာဒါ Bruno Fernandez ကိုကန်လန်းနဲ့ဈေးတိုင်းကန်လန်းခံထားရတယ်ဒါကျွန်တော်သုံးတဲ့ကိုပေါင်တန်းတင်ပေါင်တန်း200ရမယ်တစ်နှစ်ကိုပေါင်တန်း80ရမယ်ဟုတ်တယ်နော်တစ်နှစ်ကိုပေါင်တန်း80ရမယ်ဖမမင်းကြီးတလောက်ခင်ဗျာအနည်းဆုံးမရအောင်ဆိုရင်ဒါပေါင်900 န်းလောက်ရပေါင်5သန်းငွဲ6သန်းလောက်နေနေရမယ်ပေါင်5သန်းငွဲ6သန်းလုတ်ပါစီဗျာယူပါစီတော့ကျွန်တော်ကောင်ရတယ်မှာကျွန်တော်ပြောတာကျွန်တော်တို့ဒါစပါလို့အသင်းမျိုးနဲ့ဖလားတော်ယူခဲ့ပြီးပြီး ကျွန်တော်နေနဲ့စိတ်မဆိုးဘူးထွက်သွားတော့ခင်ဗျာဟုတ်မလားပေါ့အခုချိန်မှာဒါပတ်စံရှာမသူ့ဘက်တက်ရွယ်နေနောက်တက်ခုနကပေါ်လို့ပဲတေချာတကွနော်ဒီဘက်ကခုနကပေါ်လှုပ်ရှားလို့ရပါတယ်တောင်ကိုရီးယားမှာဒီတသက်လုံးဒါဟိုလိုက်တိုင်းအမ်ဘက်စတာဗာပေါက်ကေးရဥစ္စာတွေမလုပ်ဘူးဆိုရင်ပေါ့နော်တကွနိုင်ငံတောင်ကိုရီးယားဒါကျွန်တော်မင်းသားတို့ဒါအဲ့လိုမျိုးကောင်တွေကပေါက်ကေးရအများကြီးလုပ်တဲ့ကောင်ကျတော့ပေါက်ကေးရဒါမလုပ်ဘူးဆိုရင်ဒီကောင်တသက်လုံးဒီကျွန်တော်စပွန်ဆာကြီးနဲ့ထိုင်စားလို့ရတယ်ဒါပေမဲ့ပြောချင်တာဗျာဒါတနစ်ကိုပေါင်၅ဘန်းရမယ်ဗျာအဲ့ဒီ opportunity ကျွန်တော်ဘာလို့လက်လွတ်ခံစားရမှာကိုအချက်ဆုံးတဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့ကစားသမားကိုကျွန်တော်ကတော့ရှင်းရှင်းလေးအနိုင်နဲ့ပိုင်းသွားလိုက်ပြောချင်တာလက်ကခုနကပေါ့လက်ဝိုင်းလိုကောင်မျိုးလက်ကလေး တိုင်း fuck off ဆိုပြီးကျွန်တော်ထွက်သွားစေချင်တယ်ရှင်းရှင်းလေးပြောအောင်ဘာလို့သူ့အနေနဲ့လည်းအသင်းမှာရှိလေဘာမှသိပြီလို့ပြန်တယ်အကုန်သိပြီလားမနေ့ကတည်းကသူနည်းနည်းလေးဝဲလာပြီဒီနေ့မှပူပြီးဝဲလိမ့်မယ်လက်ရှိမှာဒါရှင်းရှင်းလေးအဲ့တော့အသင်းအတွက်လည်းဒါ contribute မလုပ်နိုင်တော့တဲ့အချိန်မှာအသင်းကလည်းပတ်စံရှာပေးသွားနိုင်မယ်လပိုင်းကိုလူကောင်မှုလည်းလက်ကလေးပြပြီးထွက်သွားနိုင်မယ်ဆိုရင်ဘလောက်ထိခမားမိုက်မယ်လို့ကျွန်မထင်တယ်ခမားစမ်းသာအဲ့တော့ကျွန်တော်ကတော့ခုနပြောလို့ကျွန်တော်ကဒီကစားသမားကိုကျွန်တော်လုံးဝ100%အနိုင်နဲ့လုံးဝပိုင်းစေချင်တယ်ဆိုဟောင်းမင်းကိုခုနပြောလို့ပဲကျွန်တော်တို့ go chase the back သွားပတ်စံသွားပြီးပတ်စံတော့လိုက်တော့မင်းနေခုနပြောသလိုပဲဒီလောက်ထိသစ္စာရှိခဲ့ပြီဒီလိုကျန်တဲ့အသိပေါ်မှာကျွန်တော်ဒါတချင်းတူတူတော်များဟာတော်တီကိုရိုမာတော်တီရိုမာဆိုတာဒါကျွန်တော်တော်တီနဲ့တော့ဖလားတွေရရရခဲ့ရတယ်မှာကိုဒီအသိမှာသစ္စာရှိတယ်ဆိုတာသူများရဲ့အများကြီးသစ္စာရှိတယ်လို့ပြောလို့ရတယ်အဲပြောချင်တာကရှင်းရှင်းလေးစပါအသိမှာခမရ10နှစ်ကာလဒါကြုံခံပြီးပြီ ရာသင်းတောက်လည်းရခဲ့ပြီဘဒူးမှမလုပ်ပြနိုင်တဲ့အရာတခုခမရလုတ်ခဲ့ပြီးအာရှသားတယောက်နေနဲ့ we appreciate it coach is the best back on my same so အခုချိန်မှာဆွန်ဟောင်းမင်းဒါ Saudi Arabia ကိုပြောင်းသွားရင်ခမရကြီးကျွန်တော်တို့ရှေ့မှာဒါခမရရုပ်ထုတောင်ကိုဝိုင်းထုပေးမှာခမရရှေ့ရှေ့လေအဲ့တော့အခုလက်ရှိမှာဆွန်ဟောင်းမင်းတယောက်ဒါလူတော်များမသိတဲ့ဆွန်ဟောင်းမင်းကလက်ရှိမှာ Tottenham Hotspur တင်းမှာ player လာတပတ်လောက်ခလာတာ3900ရအဲ့ဒါဆွန်ဟောင်းမင်း Tottenham Hotspur လောက်ခလာစားအများဆုံးเนาะ တသိန်း900 900ဆိုတော့ perspective ပြတချို့တော့အသင်းရဲ့ဒါလက်ရှိမှာတာမန်ကစားသမားတွေလောက်ခလာဆိုတာတတတာရှိတယ်အခုချိန်မှာ Jaden Sancho က3သိန်းနဲ့3000ခွဲရတဲ့ချိန်မှာ Son Heung-min ရဲ့တသိန်း900 900ရဲ့အဲ့တော့လုံးဝမငြင်းမညူပဲနဲ့နော်ဆရာသမားဆာယုတ်တတန်တိုးတယ်ဆာယုတ်ချုပ်တယ်ဒါတွေပဲလောက်သွားခဲ့တာဖြစ်တယ်သူလည်းဘယ်တော့မှမငြင်းအဲ့တော့ကျွန်တော်တို့ရှင်းတယ်ဆရာသမားနားသိမိ go chase the back ခုနကပြောလို့ပဲသူအနေနဲ့ sorry မှာဂိုးတွေအတွင် AFC အာရှခုနကသူ့ကိုခေါ်တဲ့ club ကစန္ဒာကြီးခမ sorry မှာစောက်ရမ်းမိုက်မှာဗျ AFC ကန်တဲ့ပွဲတိုင်းမှာလူပြေးမယ်100%လူပြေးမယ် တောင်ကိုရီးယားကောင်လည်းအကုန်ဝါဝလာကြည့်မှာ AFC မှာအဲ့တော့မြင်တယ်အဲ့တော့ခုနပြောသဲဆွန်ဟောင်းမင်းခေါ်ရခေါ်သွားအသင်းတွေလည်းကျွန်တော်ပတ်စံတစ်ခုရမယ်သူ့အတွက်လည်းခုနတစ်နှစ်ကို၅တန်းဟိုတစ်လောက်၅တန်းရမယ်ဒီကောပြောသူအသက်ရှူတိုင်းငွေဝင်တဲ့ဥစ္စာကျွန်တော်လုပ်စီချင်တာပဲအဲ့တော့ရှင်းရှင်းလေးပြောရမယ်ဆိုရင်တော့ဆွန်ဟောင်းမင်းကိုကျွန်တော်ကအသင်းကနေတရားဝင်ထွက်စီချင်တယ်ဒီကောဘယ်လဲဟိုကလတ်မှုတရားဝင်လက်ခံစီချင်တယ်ပြီးတော့ခုနပြောသဲအဓိကလုပ်စီချင်တာလက်ဗိုင်းလိုကောင်မျိုးအေး pre season တော့ငါတော့မ join နိုင်တော့ဘူးကွာငါ sorry ပြောင်းမှာမဟုတ်လို့ဆိုပြီးတော့ ရင်ဘက်ကိုဇုံကန်ပြီးတော့ရုပ်ဆောက်ခွက်ကိုဇုံကန်ပါဇင်ဘက်ဆောက်ခွက်ဇုံကန်ပြီးတော့ ထွက်သွားစေချင်တယ်ကျွန်တော်တို့ရှင်းရှင်းအဲ့တော့ကျွန်တော်ဓာတ်ပုံရိုက်ထားတဲ့ကစားသမားကြီးလည်းနောက်ဒါရိုက်နောက်ထပ်တစ်ယောက်ပေါ့နော်နှစ်နှစ်ပြည့်ရဲ့အချိန်မှာအသင်းကထွက်ခေါက်သွားဖို့အတွက်နာမည်ကြီးနေတယ်ဒါခုနပေါ်လို့ပဲနီးပြားလည်းထွက်သွားခဲ့ပြီဖြစ်တယ်အခုလက်ရှိမှာဒီကကစားသမားကြီးထွက်ဖို့အတွက်ရေပန်းစားနေပြီတော့ဆောဟောင်မင်ကတော့ခုနပေါ်လို့ပဲကျွန်တော်ကတော့အမြင့်ဆုံးအနေထားတစ်ခုနဲ့အသင်းကတရားဝင်ထွက်ခေါက်တချို့ကြတာကျွန်တော်တို့ဒါအသင်းမှာဒါအနာယူစင်ကျွန်တော်အနာယူလည်းပါထူးမှာပြင်ခုနပေါ်လို့ကွင်းထဲဝင်ပြိတ်သက်တွေဝိုင်းဆဲခံရတာခမကျွန်တော်တို့အတီဆုံးတခါရ resist အားဖြစ်တယ်ခုနပေါ်ကကစားသမားနည်းနည်းလေးခြေစွမ်းမချလိုက်နဲ့ဒါ resist အားကျွန်တော်တို့မခံနိုင်ခုနပေါ်လို့ပဲကိုယ့်အားရှာသမားကိုအဲ့လိုပြောတာလောမကဒိုးဝါလိုက်ပတ်စံရှာလိုက် ိုက်ပတ်စံရှာပြီးတော့ပျော့ပျော့နေမိမခုနကဘယ်လိုပဲယူယူပါပဲလို့ငါတို့ကတော့အားပေးမှာမင်းတေးတဲ့ဒီအားပေးသွားမှာရှင်းရှင်းလေးအဲ့လိုပုံစံမျိုးလေအဲ့တော့ဒါနဲ့ဆက်ဆက်ပြီးပြောမယ်စပါတင်တဲ့အခုလက်ရှိမှာကျွန်တော်နီးပြဖြစ်လာမယ်လို့ကသောမက်ဖရန်ဖြစ်ဖို့ရာခိုင်နှုန်းအရင်များသွားပါပြီတစ်ဖက်ကတော့ကျွန်တော်သောမက်ဖရန်ကိုယ်တိုင်ကစပါတင်ကိုခေါင်းငိမ့်လိုက်ပြီးဖြစ်တယ်ဆိုတဲ့သတင်းတွေတော့ရှော့ထွက်ပေါ်လာခဲ့ပြီးနောက်ပိုင်းမှာစပါတင်တဲ့အခုလက်ရှိမှာ brand food နဲ့တရားဝင်ညှိနှိုင်းနေပြီလို့လည်းသိရတယ်မှာပါတယ်ဒီညှိနှိုင်းမှုကလည်းအပေါင်းလက္ခဏာဆောင်ပြီးတော့စပါတင်နဲ့ဒါသောမက်ဖရန်ရဲ့စာချုပ်ဖြတ်သိမ်းခြင်းကိုလည်းမကြခင်မှာပေးချေတော့မှာဖြစ်ပြီးတော့လာမယ့်ဒါကျွန်တော်အပတ်အတွင်းမှာဒါကျွန်တော်သောမက်ဖရန်ကတော့ ော့ဒါကျွန်တော်တိတိလောက်ပေါ့နော်အခုလက်ရှိနောက်ဆုံးအနေထားအရဆိုရင်တော့ ဒါတေချာတခုကတော့စပါသင်းနီးပြဖြစ်သွားဘူးရာခိုင်နှုန်းများတာဘာလို့လဲနီးပြကိုယ်တိုင်ကောင်းကြီးလိုက်ပြီးဖြစ်တဲ့အတွက်ကြောင့်မို့ဒီအပြောင်းရွှေ့ရဖြစ်ဖို့ပဲကြံပါတော့အမှန်တမ်းပြောမယ်လက်ရှိမှာဒါ Ange Poster Goggle ထွက်သွားကြမှာကျွန်တော်ဝမ်းနေတာမှန်မယ်တကယ်တည်းပြန်စဉ်းစားကြည့်မယ်ဆိုရင်တော့ဒါ Tommy Fred တကယ်ကိုနီးပြကောင်းမှာကျွန်တော်ဒါလက်ရှိမှာ personally ရှာရှာပါပါကြိုက်တဲ့နီးပြရတဲ့တယောက်ဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်အနေနဲ့ဒါကသိပ်ပြီးတော့ဟိုဝေဖန်စရာတော့မရှိဘူးလို့ကျွန်တော်အနေနဲ့မြင်တယ် Tommy Fred လက်ရှိမှာဒါရှိလက်ရှိရှင်ရင်းဆိုကစားသမားတွေကိုတိုးတက်နိုင်အောင်လုပ်နိုင်မယ်နီးပြရတယ်အမှန်တမ်းပြော Morocco ပို့ချက်ဒီတော့လက်ရှိမှာသူ့အတွက်ရင်ပတ်တော်ပို့ပြပြီးတော့ကျွန်တော်ရင်ထဲ ်မှာမြင်နေရှိအဲ့ဘက်ဆောက်ဘောတိလားဆောက်ဘောဟိုမှာအဲကျွန်တော်တကယ်ပြောတယ်ဟာတကယ်စလန်ခန့်လိုက်လို့ပဲဆောက်ဘောအအရင်ကြီးစားဘာဖြစ်တယ်ရင်ထဲမှာရှိတာစလန်ခန့်လိုက်ကိုယ်တော့ဘယ်ကောင်းမှမခေါ်ဘူး16တန်ဈေးကြီးတယ်အဝါရလောက်ပဲအဲ့တော့ဟို သူကလည်းသူများအတင်းချောင်းပြောတယ်ကိုအတင်းချောင်းပြောတာမတူဘူးကြကိုအတင်းချောင်းကိုကတော့ပုံမှန်လင်းပြောသေးရတယ်။လောက်ပါပဲအဲ့တော့ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 31.0နဲ့ TV4U တို့မှာကျင်းလို့ဆံပေါအောင်ကိုကြည့်လို့ရပါတယ်။အောက်က comment တွေထဲမှာလည်း Youth Sport Media 31.0နဲ့ TV4U တို့ရဲ့လင်းလေးတွေကိုထည့်ပေးထားခြင်းဆိုတော့ကိုကြည့်ပြလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်။အဲ့တော့ကျွန်တော် YouTube channel လေးနဲ့ပတ်သက်ပြီးသား Sport Project တွေပဲရှိမှာဆိုပြောချင်တာက ခင်ဗျားတို့ကျွန်တော်အများကြီးကျေးဇူးတင်တယ်လက်ရှိမှာကျွန်တော်ရဲ့ဒါ channel မှာတသက်နဲ့တကူမမြင်ဘူးတဲ့ number တွေကိုကျွန်တော်ရဲ့ channel မှာအခုမြင်နေရတယ်ဒါ1.2 million view ဆိုတဲ့နံပါတ်တရားဆိုကျွန်တော်မြင်နေရတယ်ဗီဒီယိုတစ်ပုတ်တင်ပြီးဆိုကျွန်တော်နေအခုလက်ရှိမှာ 10k 15k လောဝလမ်းပြန်ထွက်နေတဲ့နံပါတ်တွေပဲမြင်နေရတယ်ခင်ဗျားတို့အများကြီးကျေးဇူးတင်ပါတယ်အားလုံးအားလုံးကိုအများကြီးအများကြီးကျေးဇူးတင်ပါတယ်လူသားအားလုံးကိုလည်းလေးစားပါတယ်လို့ပြောချင်ပါတယ်ကျွန်တော်တို့နောက်မှာ AACC တွေ့ကြရပါဘို့အားလုံးမကျေးဇူးတင်ပါတယ်မြန်မာ clip ကြောင့်ရမြန်မာ clip မှာမြင်နေရဖြစ်ပါတယ်တေးပါပါ